စနာစတာအဘဒဟာဂျီဒါမာမာရီနက်အက်ဂျော့ဖ်အပါဝင်ယမရှိနေရာအများပြားတွင်အမေရိကန်၏လေကြောင်းတက်ခတ်မှုများတိုးလာခဲ့သည်ဂျာရဘရီနေ့ကလေးကဒီတက်ခတ်မှုတွေကြောင့်လူပေါင်း96ဦးထက်မနည်းသေဆုံးပြီးတရာကျော်ဒဏ်ရာရခဲ့တယ်လို့တင်းတွေကဖော်ပြပါသည်ဟူဒီပြောရေးဆိုရင်းစီသူရာယာဆာရီက၎င်းတို့တက်ခတ်ရေးသမားများဒီပင်နေနေရှိအမေရိကန်လေယာဉ်တင်မော USS Harry S. Truman နဲ့ အခြားသောစစ်တေမော့များနဲ့နိုင်ရီပေါင်းများစွာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းပြောကြားခဲ့သည်ပြီးခဲ့တဲ့ဒီနေ့ပါကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယမန်ရှိဟူတီများကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ရန်မိတ်ပေးခဲ့ကြောင်းသိရသည်နောက်ပိုင်းတွင်အမေရိကန်က၎င်းတို့အားလုံလုံလလျားတုတ်တင်ပြစ်မိဟုတတိပေးခဲ့သည်2023ခုနှစ်နောင်ပိုင်းကလေးကယူဟူတီတို့ဒီပင်လယ်နီအာရေဗျပင်လယ်ဘာအယ်မန်ဒါရေလက်ချာနဲ့အေဒင်ပင်လယ်ကွေးတို့တွင်အီဇွေးနှင့်ချစ်ဆက်ထားသောတေမောများကိုတိုက်ခတ်လျက်ရှိသည် ဒီတက်ခတ်မှုတွေကဂါဇာကမ်းမြောက်ကိုထောက်ခံကြောင်းပြသဖို့ဖြစ်တယ်လို့လည်းဆိုခဲ့ပါသည်။ဣဇွေနီဟာမာဒူအပြစ်ခံရဆဲရီတဘောသူကြီးခဲ့ကြတဲ့ဇန်နဝါရီလတွင်ဦးတည်တို့ဒီ၎င်းတို့တက်ခတ်မှုများကိုရပ်တန့်ခဲ့သည်။သို့သောမလာနေရကဖြစ်ပွားခဲ့သည့်ဂါဇာကမ်းမြောက်ဒေသတို့ဣဇရီကလူသားချင်းစာနာထောက်တမ်းမှုဆိုင်ရာအကူအညီများပေးဆိုပါက၎င်းတို့အနေဖြင့်ပြန်လည်စတင်ပြီးဖြစ်ကြောင်းတတိပေးခဲ့သည်။ ဟူဒီစစ်တပ်ပြောရေးဆိုခွင့်စစ်သူရရစာပြေဒီမကြသေးမီကအစ္စရေးနိုင်ငံဘန်ဂူရီယန်လေဆိပ်တွင်ဒုံးကျည်တိုက်ခိုက်မှုများနဲ့ပင်လယ်နီရှိအမေရိကန်ရေတပ်တပ်ဖွဲ့ဝင်များနဲ့တိုက်ခတ်ခြင်းအတွက်တာဝန်ရှိသည်ဟုပြောကြားခဲ့သည်မကြသေးမီကတိုက်ခတ်မှုများတွင်ဟူဒီထိတ်တန့်ခေါင်းဆောင်အချို့တေဆုံးခဲ့ကြောင်းအမေရိကန်တာဝန်ရှိသူများကအတည်ပြုခဲ့သောလဲပြမထားတိုက်ခတ်ခံရသူများ၏အမိကို မျှဝေခြင်းမရှိသေးပေ။ အခြေအနေကဆင်းရဲပြပြောင်းလဲနေပြီးရာရာစာရီဤအခြေအနေနှင့်ပတ်သက်၍တရားဝင်တည်င်းများမရှိသဖြင့်နောက်ဆုံးထွက်တည်င်းများအတွက်ယုံကြည်စိတ်ချရသောတည်င်းအခြေအနေများကိုလိုက်နာပြီးနားထောင်ကြည့်စုကြပါလို့အားပေးချင်ပါသည်။